အလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်တဲ့ကိုရီးယားဘာသာစကားမှာတရားကို moon pop လို့ခေါ်ပါတယ် moon pop ဆိုတာကကြတော့တရားပါဒီနေ့သင်ပေးမယ့်တရားကတော့ကရိယာပေါင်းအလကာယုမလမလဲကြမလဲဆိုပြီးတော့ဘာသာပြန်အသုံးပြုလို့ရတဲ့တရားပုံစံဖြစ်တဲ့ကရိယာပေါင်းအလကာယုမလမလဲကြမလဲဆိုတဲ့ဒီတရားပုံစံအမေးပုံစံတရားကကြတော့အကြံပြုပြီးတော့မေးတဲ့အခါမှာအသုံးပြုတယ်လောက်ကြမလားတွားကြမလားအဲဒီလိုပုံစံမျိုးမေးတဲ့အခ ခါမှာအသုံးပြုတဲ့တရားတရားပုံစံဖြစ်တယ်ပေါ့ဒီကိရိယာပုံဥလကာယုတရားကကြတော့သူကအမေးပုံစံပဲအသုံးပြုလို့ရတဲ့တရားဖြစ်တယ်အဖြေအနေနဲ့အသုံးပြုလို့မရပါဘူးဟုတ်ပြီနော်ဒီတရားကိုအသုံးပြုတဲ့ခါမှာလည်းပဲအသက်ပါတယ်ဆိုလို့ရှိရင်တော့ကိရိယာမှာအသက်ပါတယ်ဆိုရင်တော့ဥကေယုဥကျတော့ဥကာယုကိုအသုံးပြုပြီးတော့အသက်မပါဘူးဆိုလို့ရှိရင်တော့ရကာယုကိုအသုံးပြုပေးရမှာဖြစ်တယ်ကိရိယာမှာအသက်ပါတယ်ဆိုရင်ဥကာယုကိုအသုံးရမယ်အသုံးပြီးတော့မေးပေးရမယ်အသက်မပါဘူးဆိုရင်တော့ရကာယုကိုရကာယုကိုမေးပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုတော့ခါကျတော့ကိရိယာပုံဥကာယုမလားမ မလဲကြမလဲဆိုတဲ့ဒီသဒ္ဓါပုံစံအမေးပဲအသုံးပြုလို့ရတဲ့သဒ္ဓါပုံစံနဲ့အတူတူဒီမှာကရိယာပေါင်းဥလကေယောဆိုတာကြတော့မဲပမဲဆိုတဲ့ဒီအဖြေပုံစံပဲအသုံးပြုလို့ရတဲ့သဒ္ဓါလေးနဲ့အတူတူတွဲပြီးတော့သင်ပြသွားပါမယ်ကရိယာပေါင်းဥလကေယောမဲပမဲဆိုတဲ့ဒီသဒ္ဓါကကြတော့လေပဲသူက အဖြစ်ပုံစံနဲ့အသုံးပြုလို့ရတယ်အမေးအနေနဲ့အသုံးပြုလို့မရပါဘူးဟုတ်ပြီနော်ဒီသရာပုံစံကကြတော့ကိုအနာကက်မှာလုံးမဲ့အကြောင်းအရာကိုသွားဖြည့်ပေးရတဲ့အခါမှာဖြည့်ပေးတဲ့အခါမှာအသုံးပြုတဲ့သရာပုံစံဖြစ်တယ်ဟုတ်ပြီနော်အဲဆိုတော့ခါကြတော့ဒီသရာကိုသုံးတဲ့အခါမှာလေကိရိယာမှာတက်ပါတယ်ဆိုရင် old gayu ကိုသုံးပြီးတော့ကိရိယာမှာအသက်မပါဘူးဆိုလို့ရှိရင်တော့ ra gayu ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ဟုတ်ပြီအဲဆိုတော့ခါကြတော့ကိရိယာပေါင်း ua kayu မလားမလဲကြမလဲဆိုတဲ့ဒီသရာရဲ့ ကိရိယာပေါင်းအလိုက်ကေယိုမဲပမယ်ဆိုတဲ့ဒီအဖြေပုံစံတရားရေကိုတွဲပြီးတော့ခါကြတော့ဒီမှာဟွာကြလေးတွေနဲ့ဒူရုလေးလာကြည့်အောင်เนาะဟောပီတာဆိုလို့ရှိရင်ကြီးကြဆုံးเนาะဒီမှာနံပါတ်1ကကြတော့ အီဘောင်းကျမတဲ့ရောဟန်ကိုကကရောဒီတစ်ပတ်ပြည့်ရက်မှာခီးသွားမလားဒါဆိုလို့ရှိရင်လည်းပဲသူကဒီမှာအကြံပြုပြီးတော့မေးလိုက်တဲ့သဘောမျိုးပဲเนาะအဲဆိုတော့အခါကျအီဘောင်းကျမတဲ့ရောဟန်ကိုကကရောဒီတစ်ပတ်ပြည့်ရက်မှာခီးသွားမလားအဲလိုမျိုးမေးမှာပေါ့เนาะအီဘောင်းဆိုတော့ဒါဒီတစ်ပတ်ဒါမှမဟုတ်ဒီတစ်ချိန်ကျမတဲ့ပြည့်ရက်မှာရောဟန်ကိုကကရောဆိုတော့ခီးသွားမလားရောဟန်ကိုကတာခီးသွားသည်ဆိုရယ်ဒီကရိယာကနေပြီးတော့ကရိယာကနေပြီးတော့ဒါကိုဖြုတ်လိုက်တယ်ဒါကိုဖြုတ်ပြီးတော့အခါကျတော့ဒီမှာဒါဒါဖြုတ်လိုက်တဲ့အခါမှာကာကြံတာပေါ့ကာကြံတော့အခါကျတော့ကာမအသက်မပါတာဖြစ်တဲ့အတွက် ရိယာမှာအသက်မပါရင်မေးလို့ရတယ်ဒီမှာရက်ကာယိုလေးကပ်ပစ်လိုက်တာပါပဲဟုတ်ပြီနော်အောက်ကနေပြီးတော့ဒီမှာရက်ကာယိုလေးကပ်ပစ်လိုက်တယ်အဲဆိုတော့ခါကြတော့အီပေါင်းဂျူမားတဲ့ယိုဟန်ဂုခါကာယောဒီတစ်ပတ်ပြည့်ရမှာခရီးသွားမလားအဲဒီလိုပုံစံမျိုးမေးတာဖြစ်တယ်ဟုတ်ပြီလားဆိုတော့ခါကြတော့အဖြေပုံစံနဲ့ဥလကေယိုတရာနဲ့တစ်ဖြည်းကြည့်မယ်အညောဒါမ်ဂျွဲကာကေယောမသွားဘူးနောက်ပတ်မှာသွားပါမယ်ဟုတ်ပြီနော်အညောဆိုတော့ကြတော့မသွားဘူးဒါမ်ဂျွဲဆိုတော့ကြတော့နောက်ပတ်မှာကားကေရောဆိုတော့သွားပါမယ်ဒါဆိုလို့ရှိရင်ဒီမှာဂါတာဟလား သွားသည်ဆိုတဲ့ဒီကိရိယာကနေပြီးတော့ဒါကိုပြောလိုက်တယ်အသက်မပါတာဖြစ်တဲ့အတွက်အသက်မပါရင်သုံးပေးရမယ်ဒီမှာရခေယူလေးကပ်ပြလိုက်ဥမှာပဲဟုတ်ပြီနော်အဲဆိုတော့အခါကျတော့အာညိရောဒါမ်ကျွဲဂါကေရောမသွားဘူးနောက်ပတ်မှသွားပါမယ်ဟလာမေးတဲ့အခါမှာလည်းပဲဒီမှာအီဗောင်းကျူမာတယ်ယိုဟန်ကုဂါကာရောဒီတစ်ပတ်ပြည့်ရမှာခီးသွားမလားတယောက်ကမေးတယ်ဆိုရင်ကိုကပြန်ပြေးလိုက်တယ်အာညိရောဒါမ်ကျွဲဂါကေရောမသွားဘူးနောက်ပတ်မှသွားပါမယ်ကိုအနာကက်မှာနောက်ပတ်ဆိုတာလည်းအနာကက်ပဲလीနော်အနာကက်မှာလုံးမယ်ဆိုတဲ့ပုံစံမျိုးကိုကိုကပြန် ြန်ဖြေလိုက်တာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်လည်းဒီမှာနောက်တစ်ချောင်းကြည့်မယ်အဲ့တော့ဂျီဂွန်ဂျောင်းဂျောင်းမဂရုကာရောအခုညနေစာစားကြမလားဒါတစုံတစ်ယောက်ကမေးလိုက်တယ်ဂျီဂွန်ဆိုကြတော့အခုဂျောင်းဂျောင်းညနေစာမော့ဂူကာရောဆိုကြတော့စားကြမလားဒီမှာမော့ဒါဆိုကြတော့စားသည်စားသည်ဆိုတဲ့ဒီကိရိယာနဲ့ပြီးတော့ဒါကိုဖြုတ်လိုက်တယ်ဒီက ကြတော့ဥလကာယုအမင်းနဲ့မိမဆိုတာဖြစ်တဲ့အတွက်ဒီမှာ mock မှာကအသက်အသက်ပါတယ်အသက်ပါတယ်ဆိုလို့ရှင်ဘာလို့တော့မှာလဲအသက်ပါတယ်ဆိုလို့ရှင်ကြတော့ဥကေကြတော့ဥကာယုကိုအသုံးပြုပေးရမှာဖြစ်တယ်ဟောပြီးသားဆိုတော့ခါကြတော့အသက်ပါရင်သုံးတယ်ဒီမှာဥကာယုလေးကပ်ဥကာယုလေးကပ်ပေးလိုက်ရုံပါပဲဟောပြီးတော့ဆိုတော့ခါကြတော့ဂျီဂွမ်ဂျောင်းဂျောင်းမော်ဂူကာယောအခုညနေစာစားကြမလား ဒီလိုမျိုးလေးအမေးပုံစံအသုံးပြုလို့ရပါတယ်။ဟောပြီးနောက်တစ်ခါဒီမှာကျတော့အလကေယိုနဲ့ဖြေမယ်။ကျွန်တော်ဣတာကမကုလ်ကေယောကျွန်တော်ကတော့ခဏနေမှာစားပါမယ်။အဲဒီလိုမျိုးပြန်ဖြေလို့ရတယ်။ကျွန်တော်ကျွန်တော်ကတော့ဣတာကခဏနေမှာမကုလ်ကေယောဆိုတာကျစားပါမယ်။မော့တာစားသည်ဆိုတဲ့ဒီကရိယာကနေပြီးတော့ဒါကိုဖြုတ်လိုက်တယ်။ဟောပြီးနောက်မော့မှာအသက်ပါရာဖြစ်တဲ့အတွက်ဥလကေယိုကပ်ပြီးတော့ဖြေပြလိုက်ဦးမှာပဲ။ကျွန်တော်ဣတာကမကုလ်ကေယောကျွန်တော်ကတော့ခဏနေမှာစားပါမယ်။ဟာလား။အဲဒီတော့ခါကျတော့မေးတဲ့လူကမေးတယ် ုံကျောင်းကျမော်ဂူကာရောအခုညနေစာစားကြမလားကျွန်တော်ဣတာကမော်ဂူကဲရောကျွန်တော်ကတော့ခဏနေမှစားပါမယ်ဒါကိုကခဏနေမှဟလာအနာကက်ပေါ့နော်ခဏနေမှလုပ်ပါမယ်ဆိုတဲ့အကြောင်းကိုပြန်ဖြေပေးတာဖြစ်ပါတယ် ဟုတ်ပြီနော်ဒါဒီမှာဆိုလို့ရှိရင် onjay manalka ရောဘယ်ချိန်တွေ့မလဲတွေ့ကြမလဲပေါ့နော်ဒါလိုမျိုးမေးတာပေါ့ဒါဆိုလို့ရှိရင် onjay ဆိုတာဘယ်ချိန်မန္နာတာဆိုတာတွေ့ဆုံသည်တွေ့ဆုံသည်ဆိုတဲ့ဒီကိရိယာဒါကိုဖြုတ်လိုက်တယ်နာမတက်ဘာရာဖြစ်တဲ့အတွက်ရာကာယုကပ်ပြီးတော့မေးပြီးထားတယ်ဟုတ်ပြီနော် onjay manalka ရောဘယ်ချိန်တွေ့မလဲဟလာကိုကပြန်ပြင်မယ်ကြတော့제가지금바빠서나중에전화하게요ကျွန်တော်ကအခုအလိုများလို့နောက်မှာဖုန်းဆက်လိုက်ပါမယ်ဟလာ ခြေကကျွန်တော်ကဂျီကွမ်ဆိုကြအခုပါပါသောအလုံးများလို့နာကျင်ငယ်ဆိုကြတော့နောက်မှာဂျောင်းသားဟာကေရောဖုံးဆက်လိုက်ပါမယ်။ဒါဆိုလို့ရှင်ဒီမှာဂျောင်းသားဟာတာဖုံးဆက်တယ်ဆိုတဲ့ဒီကိရိယာကဒါကိုဖြုတ်ထားတယ်။ဟာမှာတက်မပါတာဖြစ်တဲ့အတွက်အဖြေမှာဒီမှာရကေယူလို့ကပ်ပေးလိုက်ရုံပါပဲ။ဟုတ်ပြီနော်။အဲဆိုတော့ခါကြတော့ဒီမှာအွန်ဂျဲမန်နယ်ကာရောဘယ်ချိန်တွေ့မလဲဆိုရင်ကိုကပြန်ဖြေမယ်။ခြေကဂျီကွမ်ပါပါသောနာကျင်ငယ်ဂျောင်းသားဟာကေရောကျွန်တော်ကအခုအလုံးများလို့နောက်မှာဖုံးဆက်လိုက်ပါမယ်။ဆိုပြီးတော့ကိုကနောက်မှာအဲဖုံး းဆက်ပြီးတော့ဆက်သွင်းမယ်ဆိုတဲ့အကြောင်းကိုပြောလိုက်တာပေါ့ပြန်ဖြေလိုက်တာပေါ့နော် ောက်ပြီးဒါဆိုလို့ရှင်ဒီမှာကျတော့ဆုကျတော့ဆုဒီမှာကျလို့ဆိုတော့ဥတရာလေးပါတယ်နော်ဟုတ်ပြီနော်အဲကြတော့စစ်ကျဲရိုရရှိမီဟာဆယ်ရောအင်စာကိုကြိုးကြိုးဆာဆာလုပ်ပါဒါကြတော့စစ်ကျဲဆိုတာကြအင်စာစစ်ကျဲရိုအင်စာကိုရရှိမီဆိုတာကြကြိုးကြိုးဆာဆာဟာဆယ်ရိုဆိုတာကြတော့လုပ်ပါဒီမှာဟာတာဆိုတဲ့ကရိယာကနေပြီးတော့ဒါကိုဖြုတ်လိုက်တယ်ဒါကိုဖြုတ်ပြီးတော့ခါကြတော့ဒီမှာအသက်မပါတာဖြစ်တဲ့အတွက်ဆယ်ယူကတ်ထားတယ်ဒါကကြတော့ဥဆယ်ယူဆယ်ယူပါဆိုတဲ့တရားလေးနဲ့ပြောထားတာဖြစ်တယ်ဟုတ်ပြီနော်အဲကြတော့စစ်ကျဲရိုရရှိမီဟာဆယ်ရောအင်စာကိုကြိုးကြိုးဆာဆာလုပ်ပါဒါဆို ုံတယောက်ကနေခိုင်းတာပေါ့ခိုင်းတဲ့အခါမှာလည်းပဲပြန်ဖြေလို့ရတယ်ဆိုတော့သိအောင်လို့ဒီဝါကြလေးကိုထည့်ပေးထားတာဖြစ်တယ်။ဟုတ်ပြီနော်ဒီမှာနဲဟုတ်ကဲ့ဘန်းမဲရောရှင်မီဟိုက်ကဲရောဟုတ်ကဲ့ညမှာကြိုးကြိုးစားစားလုပ်ပါမယ်နဲဆိုတာကြောင့်ဟုတ်ကဲ့ဘန်းမဲဆိုတာကြောင့်ညမှာရောရှင်မီကြိုးကြိုးစားစားဟိုက်ကဲရောဆိုတာကြောင့်လုပ်ပါမယ်ဟာတာဆိုတာကလုတ်တီလုတ်တီရောမှလုတ်ပါမယ်လို့ပြန်ဖြေမှာဖြစ်တဲ့အတွက်ဒါကိုဖြုတ်ပြီးတော့ဟိုက်အောက်ကနေပြီးတော့အတန်ပါလို့ရက်ကဲရူလိုကပ်ပေးလိုက်အောင်ပါပဲဟုတ်ပြီနော်အဲဆိုတော့ခါကြတော့နဲဘန်းမဲရောရှင်မီဟိုက်ကဲရောဟုတ်ကဲ့ညမှာကြိုးကြိုးစားစားလုပ်ပါမယ်ဘာလို့ဒီက ကြောင့်အကြောဒီအင်စာကိုကျွတ်ကျွတ်သားလုတ်ပါဆိုရဲစေခိုင်းတဲ့ဟွာကြလေးကိုထည့်ပေးလိုက်တာလဲဆိုရင်ကရိယာပါဥလိုက်ခေယိုဒီမဲပမဲဆိုတဲ့ဒီတရာကကြတော့သူကအဖြစ်ပုံစံတရာပေါ့နော်ဒီတရာကကြတော့ဒီကရိယာပါဥလကာယိုအမေးပုံစံတစ်ခုလည်းပဲမေးလို့ရတာမဟုတ်ဘူးတခြားသောယူပုံစံနဲ့မေးတဲ့မေးခွန်းနေလဲမေးလို့ရတယ်အဲ့မေးခွန်းနေနဲ့မေးတဲ့အခါမှာလေကရိယာပါဥလိုက်ခေယိုမဲပမဲဆိုတဲ့ဒီအဖြစ်ပုံစံနဲ့ဖြေလို့ရတယ်ဟောပြီးတော့စေခိုင်းတဲ့အခါမှာစေခိုင်းမှုတစ်ခုခုကိုပြုတ်လိုက်တဲ့ပြုတ်လုပ်တဲ့ပြုတ်လုပ်ခိုင်းတဲ့အခါပေါ့နော်ဒီလိုပုံစံမျိုးပေါ့နော်တစ်ခုခုကိုလုတ်ခိုင်းတဲ့အခါ ါမှာစီခိုင်းတဲ့အခါမှာလည်းပဲပြန်ဖြီးလို့ရတယ်ဆိုတဲ့ဟာကိုသိအောင်လို့ရေးပြီးထားတာဒါကြောင့်ဥလကာယူတခုလည်းပဲမေးလို့ရတယ်လို့ထင်မှဆိုလို့เนาะဟုတ်ပြီအဲ့ဆိုတော့အခါကျတော့သူကကိုကကိုကအနာဂတ်မှာလုံးမဲ့အကြောင်းအရာကိုဖြေတဲ့အခါမှာဆိုလို့ရှိရင်ကျတော့တခြားဥလကာယူမဟုတ်တဲ့ရုပ်ပုံစံနဲ့မိကွန်းတွေဒီလိုမျိုးစီခိုင်းတဲ့မိကွန်းတွေမှာလည်းပြန်ဖြီးလို့ရတယ်ဆိုတာသိအောင်လို့ပြောပြတာပါဟုတ်ပြီဒါဆိုလို့ရှိရင်စစ်ကျဲရိုးရော်ရှင်မီဟာဆယ်ရောအင်စာကိုကျွကျဆဆလုတ်ပါနဲဘန်းမဲ့ရော်ရှင်မီဟာကဲရောဟုတ်ကဲ့ညမှာကျွကျဆဆလုတ်ပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့သူကညဆ ဆိုတာကလည်းပဲလက်ရှိအချိန်မဟုတ်တာဖြစ်တဲ့အတွက်အနာဂတ်မှာသူလုပ်ပါမယ်ဆိုပြီးဖြေကြလိုက်တဲ့သဒ္ဒါပုံစံဖြစ်တဲ့ နဲ့ဒါဆိုလို့ရှိရင်တော့ဒီမှာဂျာကော့ဘီအွန်ဂျဲကွန်နာကာရောအလုတ်ကဘယ်အချိန်ပြီးမှလဲဟာလားဒါဆိုလို့ရှိရင်သူကဂျာကော့ဘီအလုတ်ကအွန်ဂျဲဆိုကြတော့ဘယ်အချိန်ကွန်နာကာရောဆိုကြတော့ပြီးမှလဲဟာလားဒါဆိုလို့ရှိရင်ဒီမှာကွန်နာတာပြီးဆုံးသည်ဆိုတဲ့ကရိယာနေပြီးတော့ဒါကိုဖြုတ်ထားတယ်ဟုတ်ပြီနော်အမေးပုံစံဖြစ်တဲ့ဒီမှာအသက်မပါတာဖြစ်တဲ့အတွက်ဒီမှာအလတ်ကာယူကရကာယူလေးကပ်ပြီးလိုက်တယ်အလုတ်ကဘယ်အချိန်ပြီးမှလဲဟုတ်ပြီနော်ဂျာကော့ဘီအွန်ဂျဲကွန်နာကာရောအလုတ်ကဘယ်အချိန်ပြီးမှလဲဟုတ်ပြီအဖြေနဲ့ပြန်ပြောမယ် ကျတော့အလကေရုံနဲ့အဖြစ်ပြင်ပြောမယ်။အိုဟူရဲ့ကနာကေရောအလုံးမှာကျတော့ sorry ညနေမှာပြီးပါမယ်။အိုဟူရဲ့ဆိုတာကြတော့ညနေမှာကနာကေရောဆိုတာကြတော့ပြီးပါမယ်။ဒါဆိုကနာသာပြည့်စုံတည်ရကရိယာဒါကိုဖြုတ်လိုက်တယ်။ဟုတ်ပြီနော်။နာမအတ္တပါရဖြစ်တဲ့အတွက်ရာကေယူလေးကပ်ပေးလိုက်အောင်ပါပဲ။ဟုတ်ပြီနော်။ အဟုအဲကုနာကေရောညနေမှာပြီးပါမယ်ဒီလိုပုံစံမျိုးလေးပြန်ဖြေလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီခုတင်ပေးထားတဲ့ကရိယာပေါင်းအလကာယိုအမေးပုံစံနဲ့အဲကျတော့ကရိယာအပေါင်းအလကေယိုအဖြစ်ပုံစံလေးတွေကိုပြန်ဖြေတော့ဖတ်ကြည့်မယ်ဟုတ်ပြီနော်အဲဆိုတော့အီပေါင်းဂျူမာရဲယိုဟန်ကုကာကာယောဒီတစ်ပတ်ပြည့်ရက်မှာခီးသွားမလားဆိုတဲ့အကြံပြုမေးချက်နဲ့မေးလိုက်တယ်အာနီယောဒါမ်ကျူရဲကာကေယောမသွားဘူးနောက်ပတ်မှာသွားပါမယ်ဒါသူအနာဂတ်မှာလုံးမဲ့အဖြေတိုင်းဖြေလိုက်တယ်အဲဆိုတော့ဒီမှာဂျီဂွန်ဂျောညမော်ဂရုကာယော ခုညနေစာစားကြမလားဒါလည်းအကြံပြုပြီးတော့မေးကြရတယ်။မေးလိုက်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်အီတာကမော်ဂူကယ်ရောကျွန်တော်ကတော့ခဏနေမှစားပါမယ်အတူခဏနေမှစားမယ်ဆိုတဲ့အကြောင်းအရာကိုဖြေလိုက်တယ်ဟုတ်ပြီနော်နောက်ဒီမှာအွန်ဂျဲမနာကာရောဘယ်ချိန်တွေ့မလဲအဲ့တော့ဒါလည်းတယောက်ကနေပြီးတော့မေးလိုက်တာပေါ့ဟုတ်ပြီနော်အဲဆိုလို့ရှိရင်ဂျေကဂျီကွန်ဘပါဆောနာကျွန်းငယ်ချောင်းသားဟာကေရောကျွန်တော်ကအခုအလုံများလို့နောက်မှဖုန်းဆက်လိုက်ပါမယ်ဟာလားတော်တော်စင်မအားသေးလို့နောက်မှအဲသူဆက်သွင်းမယ်ဆိုတော့ အဖြေမျိုးကိုဖြေလိုက်တာပေါ့ဟုတ်ပြီနော်အဲဆိုတော့ဒီမှာစွတ်ကျယ်ရောယောရှိမီဟာဆဲရောအင်စာကိုကျိုးကျိုးဆဆလောက်ပါဆိုပြီးတစုံတယောက်ကခိုင်းတယ်အဲ့ခါမှာနဲဘမ်းမယောရှိမီဟာကဲရောဟုတ်ကဲ့ညမှာကျိုးကျိုးဆဆလောက်ပါမယ်ဆိုတဲ့သူခရီးပေးလိုက်တဲ့သဘောမျိုးပြန်ဖြေလိုက်တာပေါ့ဟုတ်ပြီနော်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဇာကော့ဘီအွန်ဇဲကနာကာရောအလောက်ကဘယ်ချိန်ပြီးမှလဲဆိုတော့ခါကြတော့ဒီမှာအိုးဝဲကနာကဲရောညနေမှာပြီးပါမယ်ဆိုပြီးတော့သူက ြန်ပြေတဲ့သဘောမျိုးပေါ့နော်။အဲဆိုတော့ခါကြတော့ဒီတရားလေးကိုသဘောပေါက်လိမ့်မယ်ထင်ပါတယ်။ဟုတ်ပြီ။တစ်ခေါက်နဲ့သဘောပေါက်ရင်နှစ်ခေါက်လောက်ပြန်နားထောင်ပြီးတော့လေ့လာပါလို့ပြောချင်ပါတယ်အားလုံးကိုရီးယားဘာသာစကားကိုလေ့လာတာအဆင်ပြေကြပါစေရှင်